စကိုင်းမြို့မှာဒီနေ့ဧပြီ6ရက်မနက်6နာရီခန့်ကမိုးထက်မှန်ရွာသွန်းခဲ့တယ်လို့သိရပါတယ်။ဧပြီ9ရက်ညပိုင်းမှာစကိုင်းမန္တလေးနဲ့ကျောက်ဆင်မြို့တွေမှာအချိန်ခါမဟုတ်မိုးရွာသွန်းခဲ့တာကြောင့်ငလင်တန်ကြောင့်အဆောက်အအုံနေရင်ထိခိုက်ပျို့ချမှုကြောင့်လမ်းမတွေပေါ်မှာယာယီရွှေ့ပြောင်းနေထိုင်သူတွေအခက်အခဲတွေထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ဒီနေ့မနက်စကိုင်းမှာမိုးရွာတာမိုးတော်များပါတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။မိုးလီဝတာနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအချိန်အခါမဟုတ်မိုးရွာနိုင်တဲ့သတိပေးချက်ထုတ်ပြန်ထားတဲ့အရာ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ကလင်းနွေးတွေနဲ့တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့လေပြာကြီးရေဝန်ဒေတာကရွှေလျားလာတဲ့လေအေးတွေတွေးဆုံမှုကြောင့်၎င်းအရှိဘကရွှေလျားလာတဲ့လေပွေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းဧပြီ9ရက်ညပိုင်းကနေဧပြီ13ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရီတိုင်းကယားချင်းရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကြားကနေနေရာကျဲကျဲနဲ့တနင်္သာရီတိုင်းကချင်ကရင်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့အချိန်ခါမဟုတ်မိုးရွာတာနဲ့အတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နေတာကြောင့်ကြိုတင်သတိပြုနိုင်ဖို့မိုးစလကထုတ်ပြန်ထားပါတယ်။